တငယ်ချင်းမပြောတဲ့တလားသူရဲ့မင်္ဂလာဦးညအားတဲ့မူစကူဒူးခံရတာတဲ့အ ਨੇ ဆုံးက၃ခါတဲ့အဲ့ချိန်မှာကိုကလေမျိုးလုံးပြူသွားတယ်ဟဲ့မင်္ဂလာဦးညမှာမူစကူဒူးတာ၃ခါပခါမှငါမကြဘူးအဲမင်္ဂလာဦးညမှာဘယ်သူမှအဲ့လောက်မဒူးကြဘူးဟဲ့အဲတခါလောက်ဆိုရင်တော့မှသူနာကျင်ပြီးတော့ဘယ်သူမှမဒူးတော့ဘူး ဲ့လိုမျိုးကိုကပြောတာပေါ့ပြောတဲ့အခါမှာ तू ကလေမဟုတ်ဘူးတဲ့ तू ရဲ့ယောက်ျားက तू ဟိုတဲ့နာကျင်နေတယ်ပြောလည်းမရဘူးတဲ့ तू မပြီးလို့ပါ तू မပြီးလို့ပါနဲ့တဲ့ तू ဟိုတဲ့အတင်းမဲတဲ့ဒူးတယ်တဲ့ तू မဒူးနိုင်လဲဒူးတယ်တဲ့ငရေချတလို့ပဲခံစားရလို့ပါတဲ့အဲ့ချိန်ကမှလေကိုကလေဟဲ့ဒါဆိုလို့စေမပြီးနိုင်ဘူးဆိုရင်တော့လို့နင်းရဲ့ယောက်ျားကလို့အဖူလေးဖြစ်မယ်လို့ဆိုလဲပါလဲတဲ့အဲ့စကားပုံတော့မတီသေးဘူးလေအဲ့နဲ့ကိုကလေကရင်မလင်မယားနှစ်ယောက်ကရင်မငါတငယ်ချင်းကရင်မတယောက်ကလို့အရင်တော့ကလို့ ူကလို့အိမ်လုံးလုံးတာလို့သူကအပြင်းမာတယ်အခန်းကားနေပြီးအိမ်လုံးလုံးတာသူယောက်ျားစိတ်ယုံလုံးတာလို့တပတ်တစ်ခါမှသူရှိမှလာပြီးတော့မှမူစကူဒူးတာလို့ဒူးတဲ့အခါမှလို့သူကလို့အဲအဲ့လိုပဲသူကသူကပြီးကြမှကြပဲဆိုပြီးတော့ပြောတာလို့ပြောတဲ့အခါကျတော့လို့အဲအဲ့လိုမျိုးပဲ ဟိုမနေ့ပဲနင်ပြောတယ်လို့မျိုးခါတယ်လို့ပြောတယ်ပေါ့နော်နောက်တနေ့ကျတော့သူ့ရဲ့တငယ်ချင်းမမင်းကလေးတယောက်ကလို့သူခမ်းမလာတဲတဲ့အလုပ်ပြုတ်လို့ဆိုပြီးတော့လို့တယောက်ကြလာတဲ့ရက်နဲ့တူတော့အဲ့သူတို့နှစ်ယောက်ကိုခမ်းမထားခဲ့ပြီးတော့လို့သူကလို့သူ့အလုပ်ကိုအလုံးမပိတ်ဘူးဆိုတော့သူကလှုပ်သွားလှုပ်တာပေါ့တယောက်ကြပိတ်တယ်ဆိုတော့ခမ်းမနေပေါ့သူ့ရဲ့တငယ်ချင်းတယောက်လည်းလှုပ်ပြုတ်တယ်ဆိုတော့အဲ့သူတငယ်ချင်းနဲ့တယောက်ကြနဲ့ကိုခမ်းမထားခဲ့ပြီးတော့သူကအလုပ်သွားရတဲ့အားနေပဲတဲ့တယောက်ကြရတဲ့ဟိုနေသူမိန်းမနဲ့ဒူးစရာမရှိတော့သူတငယ်ချင်းကိုဘလို့မြှွှဲလိုက်လည်းမသိဘူးတဲ့အမှသူတို့နှစ်ယောက်ကဒူး ကြတယ်တဲ့အဲ့မှာသူတို့ညောက်ဒူးနေတဲ့အချိန်မှာပဲတဲ့တခါတဲ့သူကဘာလည်းမသိမေးချင်ငယ်လို့ဆိုပြီးအခန်းမှာပြန်ပြီးတော့มาတဲ့ပြန်လာတော့သူတို့ညောက်ဒူးတော့မိပါရောတဲ့မိလဲမိပါရောတဲ့အာသူ့ကိုတစ္ဆာဖောက်ရမလားဆိုပြီးတော့သူကအမှကွဲမယ်ပြဲမယ်နဲ့ပြောတာဗောလေမြညောက်ပြောတဲ့အခါမှာမိငယ်မကပြောတယ်တဲ့ဒါဆိုလို့ရှိရင် နှစ်ယောက်ဖျားတယောက်ယောက်ကိုယူလိုက်ပေါ့နော်ယူလိုက်ဆိုတော့ယောက်ျားဖြစ်သူကစဉ်းစားတယ်ပေါ့နော်မိမလည်းမယားကြီးကလက်ရှိအလုံးနဲ့လေအလုံးရှိတယ်ဆိုတော့မယားငယ်ကအလုံးမရှိဘူးဆိုတော့အဲ့ချိန်မှာနှစ်ယောက်တစ်လုံးပေါင်းမယ်လို့မယားဟိုနေယောက်ျားဖြစ်သူကဆုံးဖြတ်လိုက်တယ်တဲ့ဒါပေမဲ့မယားကြီးကလေငါကတော့အဲ့လိုလက်သိမခံနိုင်ဘူးနင်တို့မယင်ငယ်နဲ့ပေါင်းမယ်ဆိုပေါင်းငါကတော့နင့်ကိုလုံးဝမပေါင်းနိုင်ဘူးဆိုပြီးတော့တယောက်ယောက်ပဲယူရေးဆိုယူခိုင်းတော့အဲ့တော့မှ အာမရင်ငယ်ဘူးမယူတော့ဘူးပေါ့နော်မယားကြီးပဲဆက်ပေါင်းမယ်ဆိုပြီးတော့တခါဆုံးဖြတ်လိုက်ပြောနေအဲ့ချိန်ခါမှာမရင်ငယ်ကလည်းလက်မခံနိုင်ဘူးねအေးနင်တို့တစ်ယောက်ဆက်ပေါင်းမယ်ဆိုလဲပေါင်းပြီဒါဆိုလို့စီရင်ငါ့ကိုဟိုထိုင်းဘက်ငွေ3000ခွဲတော့ပေးလို့ဆိုပြီးတော့မှတခါတည်းတဲ့မရင်ငယ်က3000ခွဲတောင်းတော့တယ်တောင်းလဲတောင်းတော့တခါတည်းမယားကြီးကပေးနိုင်ဘူးပေါ့ငါဘာလို့3000ခွဲပေးရမှာလဲလို့ဆိုတော့မပေးလို့မရဘူးတဲ့နင်းယောက်ျားပေါ့နော် မပေးလို့မရဘူးပေါ့နော်နှစ်ယောက်ကြားပေါ့နော်ငါ့ဟိုမတရားတွေဟိုနင်းဘူးခဲ့တာမူစကူဘူးထားတာလို့ဆိုတယ်တဲ့အဲ့ချိန်မှာတဲ့စကပုံလေးငါစကပုံပြောပြမယ်လို့ဆိုတယ်တဲ့လပြေတရားလာတာလာလငုံတယောက်ကျမကြောက်လို့ဆိုတယ်အဲ့နဲ့ကရင်မပြောတဲ့အဲ့ဒီစကပုံနဲ့ငါစီရ၃00ဝေးတောင်းတာနဲ့ပါဆိုင်လေးလို့ဆိုတော့ဆိုင်တာပေါ့နှစ်ယောက်ကြားလငုံခဲ့လငုံလို့ဆိုတယ်အဲ့ချိန်မှာအဲ့ကရင်မစဉ်းစားတဲ့ဤ ယောက်ျားတော်တော်အပြီးအပြီးနောက်ကြတာပေါ့နော်အဲ့တော့အဲအဲ့တော့အေးသူလည်းမနေခံလိုက်ရမှာပဲအေး၃တောင်းခွဲပေးပြီးတော့ပဲကိုယ်လိုက်တာခေါင်းမဲ့ဆိုရင်၃တောင်းခွဲပေးလိုက်တယ်တမီးငယ်မအောင်အဲ့ချိန်ကမှလေငါအဲ့ပုံမင်းလေးပြောပြရည်အမားကလေတငယ်ကြီးကိုပြောပြတာအဲ့ဒါဆိုလို့ရှိရင်ဘယ်လိုလုပ်ရင်ကောင်းမလဲပေါ့နော်တယောက်ျားနဲ့သူနဲ့တနေ့တနေ့မစတူတူးရင်သူမခံနိုင်ဘူးနားတဲ့ကျင်းနေဆိုပြီးတော့လာပြောတော့ကိုကလေအဲ့တော့ လငုံဖြစ်နေတယ်မလားလငုံဖြစ်နေတယ်ဆိုစီကမ်းမှာသွားပြီးတော့လက်ထိပ်တာဖြတ်လိုက်တော့လက်ပြဲဖြစ်သွားအောင်ပြီးမြန်သွားအောင်ဆိုပြီးတော့ကိုယ်ကလည်းချက်ချင်းပြလိုက်တော့ဘုသင်ငယ်ချင်းတို့ရဲ့အဲ့ဒါမကောင်းလားလို့တလားကက်ကက်တက်တက်ဒီလာပြီးတော့တိုင်မင်တာလေအဲ့တော့ဒီကလည်းကက်ကက်တက်တက်ဒီပြန်ပြောပြလိုက်တယ်ပြီးရော